မင်္ဂလာပါခင်ဗျာနန်းနိုင်စနေရဲ့ထင်ရှားသူတို့ရဲ့ဘဝပုံမြင်စာအုပ်ထဲမှာတော်မအပန်အက်ဒီဆင်ရဲ့စိတ်ဝင်စားစရာဘဝသင်ခန်းစာများကိုချစ်မိတ်ရွှေများအတွက်လာရောက်ညှဝေပေးမှာဖြစ်ပါတယ်လူတိုင်းလူတိုင်းမှာ ဘိုးပိုင်းစိတ်ကူးအိမ်မက်တွေခံစားချက်တွေ ရှိကြတယ်။တခြားဒူးထွေးတဲ့ပိုထုချွန်ထက်မြက်တူအစိုးရအားကစားသမားဆရာဝန်အင်ဂျင်နီယာတွေဖြစ်လို့ကြတယ်။ဒါဟာအစာကောင်းတစ်ခုပါ။စိတ်ကူးရဲ့ရည်မှန်းချက်ထားရတဲ့တွေကတဝက်အောင်မြင်နေနေပြီးတွေပါ။ရှေ့လူကြီးတွေက ပြောတယ်ရင်ဘတ်ထဲမှာစိတ်ကူးအိမ်မက်မရှိရည်မှန်းချက်မရှိသူတွေက ရှင်လျက်နဲ့တည်နေကြတာတဲ့။ ဤမှန်ချက်မရှိဥတီယာမဲ့နေရင်ရှေ့တိုးဖို့အင်အားလေးရှိမှာမဟုတ်ဘူးမရေရာတဲ့လူဘဝလမ်းမှာရောင်လေလေဖြစ်နေမှာပဲဘဝကအတိတ်ပဲမဲ့နေမှာပဲစိတ်ကူးအိမ်မဲ့ရှိတယ်ဤမှန်ချက်ရှိတယ်ဆိုရင်အဲ့ဒီဤမှန်ချက်ဥတီချက်တွေအတွက်နေတိုင်းစူးစားပြီးအကောင့်ထည့်ဖို့မယ်စူးစားပြီးတင်းယူမယ်ဖြစ်ဖြစ်ချင်းအတွေ့အကြုံကိုအတိုးချပြီး ကိုကိုကိုဖြစ်စည်းတယ်ဆိုရင်တနည်းနည်းမှာအောင်မြင်မှုအလင်းရောင်ကတင့်ကိုပေါ်မှာလင်းလက်တောက်ပမှာပဲဖြစ်ပါတယ်။အောင်မြင်ခြင်းကစိတ်ကူးအိမ်မကနေစတင်တယ်။အဒီစတီထွင်ဖန်တီးခဲ့ရအရာတွေတိတ်များလွန်းပါတယ်။ဒုတိယထွင်ခဲ့တဲ့အရာတွေထဲမှာလက်စမီတယ်လီဖုန်းရုပ်ရှင်ဓာတ်ဆက်ဖိအားပေးဆက်ဘက်ထရီအိုးလက်နှိပ်ဆက်တန်လိုက်ကြောက်ခွဲချဆက် ဖိယတိုင်ကရိယာစတော်ဒီပါတယ်ပရမဆုငွေဆက်ကူရေတွက်ဆက်အဖြစ်တူတီထွန်းခက်တဲ့1869ခုနှစ်ကနေ1900ပြည့်နှစ်ကာလအတွင်းမှာတူတီထွန်းခက်တဲ့ပစ္စည်းအရေးအတွက်ပေါင်း2000ခန့်ရှိခဲ့ပြီးပစ္စည်း1328ခု မှတ်ပုံတင်မူပိုင်ခွင့်ရခဲ့တယ်အဲ့ဒီကာလအတော်အတွင်းမှာပဲ၁၀ရက်ကျော်တစ်ချိန်တီထွန်းမှုအတိတ်တစ်ခုသူပြုလုပ်ခဲ့တယ် 1848ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မနေ့ဝီလီဝီလင်းအချိန်တခုမှာ အမေရိကန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့အိုဟိုင်းအိုပြည်နယ်မီလန်မြို့မှာ ကောင်လေးတစ်ယောက်မွေးဖွားခဲ့တယ်။ကောင်လေးဟာမွေးဖွားလာတဲ့နေ့ဦးကောင်ကြည့်ပြီးခန္ဓာကိုယ်တင်းငယ်ခဲ့တယ်။တာဒီမီရီထဲမှာ9ယောက်မြောက်ဖြစ်ခဲ့ဒီသားလေးအသက်ရှင်ပါမလားလို့တေအယောင်းဝယ်ပြုတ်လို့တဲ့ဖခင်ကစိုးရင်ခဲ့တယ်။ဒီသားလေးကနောက်ပိုင်းမှာ လက်ဆက်မိကိုတီထွင်ခဲ့သူတောမအဘာအက်ဒီဆင်ဖြစ်လာခဲ့တယ်အက်ဒီဆင်ဟာသုံးလှတာကြောင်းနေခဲ့ဘူးတူပါဆရာမကသူ့ကိုလူလုံးလူအလို့ဆိုခဲ့တယ်သူ့ရွှေမျိုးသားချင်းတွေကလည်းသူ့ကိုဒီလိုပဲခေါ်ခဲ့တယ်ဒါပေမဲ့သူ့မိခင်ကအဲ့ဒါကိုမယုံခဲ့ဘူးသူကိုယ်တိုင်အက်ဒီဆင်ကိုစာတွေတင်ပေးခဲ့တယ် စာရီဖတ်ဖို့ညွန်လမ်းညွန်ခဲ့တယ်။အက်ဒီဆင်ဟာအသက်၁၂နှစ်မတိုင်ခင်ဖတ်ရခတ်တဲ့စာအုပ်တော်တော်များများကိုဖတ်ပြီးနေခဲ့ပြီးဖြစ်တယ်။လူဖာကင်ကသူကိုယ်တိုင်အက်ဒီဆင်ကိုနျူတန်နီယံမတွေတင်ပြခဲ့တယ်။မိသားစုရဲ့တင်ကြားရေးနဲ့သက်ဆိုင်တက်ရောက်မှုကြောင့်အက်ဒီဆင်ဟာငယ်စဉ်ကတည်းကဝရိယရှိတဲ့စိတ်ဓာတ်နဲ့စိတ်ကူးအိမ်မက်ကိုဆွဆွဲမဲမဲစုပ်ကိုင်တဲ့ စိတ်တက်မျိုးမွေးမြူနိုင်ခဲ့တယ်။သိပ္ပံပညာကိုအက်ဒီဆင်အရန်နှစ်သက်ခဲ့တယ်။သူဟာငယ်စဉ်ကတည်းကသူတို့အိမ်ရဲ့မြေအောက်ထပ်မှာလက်တွေ့ဆန်းသက်ရာမှာအသုံးပြုတဲ့ဖံမလင်းတွေကိုအခုရာကျော်စုဆောင်းခဲ့ပြီးလက်တွေ့ဆန်းသက်ခန်းလေးတစ်ခုလုပ်ခဲ့တယ်။ခြေသာစုဆောင်းထားတဲ့ငွေငွေကြီးတွေကိုဓာတုပစ္စည်းဓာတုကရိယာတွေ ူဝယ်ယူခဲ့တယ်။ဒါပေမဲ့ဒီငွေကြီးကသူစမ်းသပ်မှုအတွက်မလုံလောက်မှန်တည်တဲ့အခါအက်ဒီဆင်ဟာမိရဲ့ထားပေါ်မှာသတင်းစာလိုက်ရောက်ခဲ့တယ်။သူဟာမနဲ့ကနေညက်နေအထိရထားပေါ်မှာသတင်းစာလိုက်ရောက်ခဲ့တယ်။ညက်နဲ့တန်းကောင်အထိစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။ အဲ့ဒီနောက်သူဟာယထာပေါ်မှာလူတွေအတုံးမပြုတဲ့ဆက်လက်တောက်ခန်းတစ်ခုရှိတာကိုတတိထားခဲ့မိလို့အိမ်ကသူစမ်းသပ်ကရိယာကိုယထာပေါ်အထိတဲဆောင်လာပြီးစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။အဲ့ဒီအခန်းထဲမှာထားတဲ့ပုံနှိပ်ဆက်ကို သူအတုံးပြုတ်တက်ခဲ့တယ်လို့ဂျင်းနန်းနံပါတ်တွေနဲ့အဲ့ဒီဒေတာကသတင်းအချက်လက်ကိုကိုပါမှတ်သားနိုင်ခဲ့ပြီးသတင်းစာဆောင်အဖြစ်ထုတ်ဝေနိုင်ခဲ့တယ်။ အဲ့ဒီတင်းစာကိုလူအများကနှစ်ချိုက်ခဲ့ကြတယ်အဲ့ဒီအချိန်မှာအက်ဒီဆင်၁၂နှစ်သားအရွယ်ပဲရှိခဲ့သေးတယ်တနေ့မှာယထာလူလို့ခရီးဆောင်အိတ်တွေပြုတ်ကျလာပြီး သူစမ်းတက်ရမှာအတုံးပြုတ်တဲ့ဖော့စဖိုရက်ထည့်ထားတဲ့ဖန်ပြုံကိုတိုက်မိသွားခဲ့တယ်ဖော့စဖိုရက်တွေကျမ်းပြင်ပေါ်ကျပြီးမီးလောက်ထလောင်ခဲ့တယ်မီးကိုအချိန်မီငိမ့်တက်နိုင်ခဲ့ပေမဲ့ ယထာတာဝန်ခံအရာရှိလက်ဝဆောင်တံကိုသူခံခဲ့ရတယ်။အဲ့ဒီရိုက်ချက်နဲ့ပဲသူနားကန်းခဲ့ရတယ်။ယထာပေါ်မှာရှိတဲ့သူစမ်းသပ်ကရိယာတွေလည်းလွင့်ပြစ်ခံခဲ့ရတယ်။အခက်ခဲနဲ့ပြဿနာတွေကအက်ဒီဆင်ရဲ့စိတ်ခုအိမ်မက်ကိုအကောင်အထည်ဖော်မယ်ဆိုတဲ့စိတ်နဲ့တိတ်ပန်စမ်းသပ်မှုတွေပြုလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုအလဲမထိုးနိုင်ခဲ့ပါဘူး။အက်ဒီဆင်ဟာ ကိုယ့်ရဲ့နေအိမ်မှာပဲစံတက်ခန်းတစ်ခုပြုလုပ်ခဲ့တယ်စံတက်ချင်းအတော်တွင်းမှာတက်လိုက်တာအဝတ်အစားမီးလောင်ခံရတာတွေကိုသူ့အမြင်ကြုံတွေ့ခဲ့ရတယ်။ဒီချိန်မှာသူ့မျက်နှာတစ်ခုလုံး nitrate ဓာတ်စားအလောင်ခံခဲ့ရပေမဲ့သူနဲ့နဲ့မှစိတ်တမကြခဲ့ဘူး။အဒီစင်းရဲ့ကြိုးစားခဲ့တဲ့မြအရာတွေက နောက်ပိုင်းမှာ သူပြုလုပ်တီထွင်ဖန်တီးမှုအပေါ်မှာများစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။ တခြားတီထွင်တူလိုပဲအက်ဒီဆင်ရှောက်လန်းခဲ့တဲ့လမ်းကမညီညာမဖြောက်ဖြူးခဲ့ပါဘူးညပိုင်းအလုပ်တွေသူလုပ်ခဲ့သလိုစာအုပ်ဆိုင်နဲ့စာကြည့်တိုက်တွေမှာသူအချိန်တွေ ကုန်ဆုံးခဲ့ရတယ်အချိန်ချင်းအလုပ်လက်မဲ့ဖြစ်ခဲ့ရလို့နောက်ဆုံးမှာတော့နေရူးရောက်မှမြို့မှာရှိတဲ့တငယ်ချင်းစီချင်းကပ်ခဲ့ရတယ်အက်ဒီဆင်ဟာနေရူးရောက်မြို့ကို က်ခက်ခက်ခက်ရောက်လာခဲ့တယ်။အဲ့ဒီအချိန်ကသူ့စီမံပိုက်ဆံတပြားမတောင်မရှိခဲ့တော့ပါဘူး။စာလောင်ငှက်မွန်နေတဲ့အက်ဒီဆင်ဟာအဝတ်အစားဆုပ်ပြတ်ပြတ်နဲ့ကိုယောင်လေးမှိန်နေခဲ့လို့လူတွေရှောင်ဖဲဒါကိုခံခဲ့ရတယ်။နောက်တော့အလုယုံတစ်ခုမှသူခိုကတ်နေခွင့်ရခဲ့တယ်။သူနေတဲ့အလုယုံမှာစကားပြောဆက်တလုံးပြက်ခဲ့လို့သူပြင်ပေးခဲ့တယ်။သူ့ရဲ့အလုပေါ်အာယုံဆိုင်မှု အသေးစိတ်မှုတွေကြောင့်ဆက်ယုံမှာအလုရခဲ့တယ်။ ိတ်မကြပါဘူးဒီလိုစကားပြောဆက်ဆက်ယုံအသေးလေးတစ်ခုကိုသူကိုယ်တိုင်တီထောင်ပြီးသိပ်ပံဆန်းတက်မှုလမ်းကြောင်းပေါ်ကိုတလန်းချင်းတလန်းခဲ့တော်တယ်1924ခုနှစ်မေလမှာအမေရိကန်ရဲ့အမြင့်မြတ်ဆုံးသူကိုမဲပေးရွေးချယ်ခဲ့ကြတယ်အဲ့ဒီမှာအက်ဒီဆင်ဟာမဲအများဆုံးသူအဖြစ်ရွေးချယ်ခံခဲ့ရပြီးတိုင်းပြည်ရဲ့အမြင့်ဆုံးစုဖြစ်တဲ့ကွန်ကရစ်လွတ်တော်ရွှေတိုက်စုကိုချီးမြှင့်ခံခဲ့ရတယ်အဲ့ဒီချိန်မှာ အဒီစင်ဟာ အသက်89နှစ်ရှိပြီဆိုပေမဲ့အလုတ်လုံနေစေဖြစ်သည် သူဟာပြင်ပစဉ်ယူဖို့လည်းစိတ်မကူးခဲ့ပါဘူးသူခံယူချက်ကလူတွေဘာလိုအပ်လဲငါစုံစမ်းနေပြီးရင်လူတွေလိုအပ်တဲ့အရာကိုစူးစမ်းပြီးငါတီထွင်နေဆိုတာဖြစ်တယ်အောင်မြင်ခြင်းကစိတ်ကူးအိမ်မက်တစ်ခုကနေစတင်နေအဲ့ဒီစိတ်ကူးအိမ်မက်ဖြစ်မြောင်အကောင်းတဲ့ဖော်နိုင်ဖို့ပထမဆုံး သင်ပါလို့ခြင်းနဲ့ဆိုတာကို သိရမယ်။ဤမှန်းချက်ပန်းနိုင်ကို စိတ်ထဲမှာတေးထတေးမှတ်ပြီးသင်လို့ခြင်းနဲ့အရာကို ရုပ်လုံးပေါ်ရတယ်။သင်စိတ်ထဲမှာလိုချင်တဲ့အရာရုပ်လုံးပေါ်ပြီးဆိုရင်သင်စိတ်ကူအိမ်မက်ကိုဖြစ်မြောက်အောင်အယုံဆိုင်ပြီးစတင်အကောင့်ထဲပေါ်နိုင်ပါပြီ။1932ခုနှစ်အောက်ကလမှာ အဒီစင်ဟာစိတ်ရောကိုယ်ပါနှွမ်းလျက်မောပန်းခဲ့တယ်ဆရာဝန်ရဲ့စစ်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 ကြမှာသူယောဂအပြင်းထန်ရနေကြောင်းတွေ့ရှိခဲ့ပါတယ်။အော်တိုဘာလ18ရက်နေ့မှာအသက်84နှစ်မှာအက်ဒီဆင်တည်ဆုံးခဲ့ပါတယ်။အော်တိုဘာလ23ရက်နေ့မှာအမေရိကန်တနိုင်ငံလုံးမိငိမ့်မီအက်ဒီဆင်အတွက်ဝမ်းနဲ့ချင်းအထိတ်မှတ်ကိုပြုလုပ်ခဲ့တယ်။အက်ဒီဆင်ဟာဒီခေတ်ကာလရဲ့အမြင့်မြတ်ဆုံးသူတို့လူတွေပြောခဲ့ကြတယ်။ သိပ္ပံပညာရှင်အိုင်စတိုင်းကတောင်သူ့ကိုတီထွင်ဖန်တီးရှင်တူထုတ်လုပ်တီထွင်နိုင်တဲ့ပါရမီရှင်တူလို့တင်စားခဲ့တယ်။သူ့ကို အမြင့်မြတ်ဆုံးသူစရင်ထဲထက်တွင်းခြင်းအဒီစင်ဟာမနေတတ်မထိုင်တတ်ဖြစ်ခဲ့တယ်။သူ့ရဲ့တီထွင်ဖန်ဆင်းမှုကြောင့်ပြောတဲ့အခါအဒီစင်ကကျွန်တော်တို့ရဲ့ဘဝတတနာကအလုတ်ကင်ပါဘဝရဲ့တဘာဝရဲ့လို့ဆန့်ကျင်မှုတွေကိုကျွန်တော်ဖော်ထုတ်ခဲ့ပြီး လူသားတွေအတွက်ကောင်းကျိုးဖန်တီးမယ်ဒါကိုတူတောင်းတဲ့ကျွန်တော်တို့ရဲ့ဘဝကိုဖြတ်တန်းတဲ့အကောင်းဆုံးနည်းပါပဲလို့ပြောခဲ့ပါတယ်။ဒါဟာအက်ဒီဆင်ရဲ့အတွေးအခေါ်ဖြစ်တယ်လို့သူသူ့ကိုအောင်မြင်စေတဲ့လှုပ်ဆော်အားအရင်အမြစ်လဲဖြစ်တယ်။အောင်မြင်ရင်ရင်တခြားသူတွေထက်ပိုပေးဆက်ရပါတယ်။အောင်မြင်တဲ့ပန်းပွင့်ကိုချွေးဆက်နဲ့တွန်းလောင်းရပါတယ်။အောင်မြင်သူတိုင်းဟာငယ်စဉ်ကနေအိုမင်းချိန်အထိ ပူချီကောင်းတွေလိုဝရိယရှိရှိ အလုပ်လုပ်ကြတယ်အကန့်အသတ်ရှိတဲ့အသက်အရွယ်ကို အကန့်အသတ်မဲ့ဆွဲဆန့်ခဲ့ကြတယ်လောကကြီးမှာ အပင်ပန်းမခံရပဲရတဲ့အရာ ဆိုတာမရှိပါဘူးတစ်ခုကိုပေးဆက်မှတစ်ခုကို ပြန်ရတာကြီးပါပဲတင့်စိတ်ထဲမှာစိတ်ကူးအိမ်မက်ရှိရင်အဲ့ဒီအိမ်မက်ကိုလှူထလိုက်ပါမိမိကိုယ်ကိုယုံကြည်စိတ်နဲ့ရည်ရွယ်ချက်ပြီးမြောက်အောင်အကောင့်ထေပေါ်ပါ ဘလူအခက်အခဲဘလူပြဿနာကမှတင့်စိတ်ကူးအိမ်မက်ကိုမမယိုင်လဲပါစေနဲ့လူတွေစိတ်ကူးတဲ့အရာ လူတွေယုံကြည်တဲ့အရာတွေမဖြစ်မနေအကောင့်ထဲပေါ်လိုက်ကြပါကျေးဇူးပါ